ရန်ကုန်မြို့ထဲမှာငွေတသိန်းဝန်းကျင်လောက်နဲ့ဘလို့အဆောင်တွေမှာနေလို့ရမလဲပထမဆုံးမင်းကလေးအဆောင်ကတော့ငွေတသိန်းလောက်နဲ့အဆောင်ရှာနေတဲ့သူတွေအတွက်ပါ36လမ်းမဟာဗန္ဒုနာလမ်းနဲ့ကုန်တယ်လမ်းကြားမှာရှိပါတယ်နှစ်ထပ်ကဒင်ဖြစ်ပြီးတော့အပေါ်ကဒင်မှာဆိုလို့ရှိရင်တသိန်းမှာအောက်ကဒင်မှာကတော့တသိန်းတထောင်ဖြစ်ပါတယ်အခန်းကတော့6ယောက်ခန်းနဲ့10ယောက်ခန်းဆိုပြီးရှိပါတယ်မင်းကလေးတွေစုနေသူတို့မျိုးလေးနေလို့ရပါတယ် wifi ရေခဲတက်တာရေတန့်တွေလည်းရှိပါတယ်အခန်းထဲမှာဆိုရင်တော့မှန်တင်ကုန်တစ်လုံးပါတယ်ပြီးရင်တော့ခေါင်းမီးတစ်လုံးလည်းပါပါတယ် မီးပြတ်ရင်လည်းဆိုလာမီးလေးတွေထုံးပေးထားတော့အဆင်ပြေတယ်အဲအဆောင်ရောက်သွားတော့ကတော့အဆောင်အထဲထဲမှာဆိုလို့ရှိရင်တော့တော်တော်လေးအေးတယ်ပြီးတော့ဒီအတွင်းခန်းထဲမှာဆိုလို့ရှိရင်ပေါ့နော်အပြင်ကနေဆူမြန်တန်တွေကိုလည်းတိတ်ပြီးတော့မကြားရဘူးပြီးလို့ရှိရင်မှုရရရလည်းတော်တော်လေးဣတယ်ပြီးတော့အဆောင်လေးလည်းထားပေးထားပါတယ်ပန်းဆိုတန်ဘိုးကလေးစီတို့နဲ့နီးနနာနေခြင်းတဲ့သူတွေတွေ့ဆုံလို့ရှိရင်တော့အဆင်ပြေပါတယ်ဒုတိယအဆောင်ကတော့တသိန်း2000လောက်နဲ့မိန်ကလေးအဆောင်ရှာနေတဲ့သူတွေလည်းဖြစ်ပါတယ်အဆောင်ရဲ့တည်နေရတော့စုလိမှာပါတယောက်ခန်းကတသိန်း2000၃ယောက်ခန်းဆိုလို့ရှိရင်တော့9000ကျွဲရှိပါမယ်ဂဒီ င်ရမ်းမှုရရဲပါပါမယ် Wi-Fi ကတော့ free ပါ မီးဖို့ကမ်းမှာဆိုလို့ရှင်လည်းရေခဲတက်တာပါပါတယ်ရေဖို့မီးဖို့လည်းထပ်ပေးစရာမလိုပါဘူးတယောက်ခန်းတွေက7ပေ8ပေလောက်ကျဲပါတယ်ဇဘောကတော့2000ပေးရပါမယ်မနေဖြစ်တော့ဘူးဆိုရင်တော့တပတ်ကြိုပြောရပါမယ်အဲ့အစားကတော့အရှိဘကအခန်းတွေဆိုလို့ရှင်တော့ဒါပတင်းပေါက်လည်းရှိတဲ့အခါကျတော့နည်းနည်းလေးတော့အဆင်ပြေတယ်ဒီအနာဘကအခန်းတွေကတော့နည်းနည်းလေးမှောင်တယ်လို့ခံစားရတယ်ပေါ့နော်စိုးလေတို့လမ်း30တို့နဲ့နင်းနာနေခြင်းတဲ့သူတွေဆိုလို့ရှင်တော့ OK ပါပါတတိယမြောက်အဆောင်ကတော့တယောက်ခန်းကိုတသိန်းတသောင်းလောက်နဲ့နေခြင်းသူတွေအတွက်ပါစိတ်ကန်းတာလန်းအလဲဘလောက်မှရှိပါတယ်တယောက်ခန်းတွေကတသိန်းတသောင်းတွေကြီးပဲ ဲ့အခန်းအချင်းအကျယ်ပဒံမောက်ပါတာမှာပါတာပဲကွာပါမယ်။ကဒင်းရဲ့ပန်ကာရဲ့ပါမယ်။ Wi-Fi တော့ free ပါ။ရေပုံးမီးဖို့လည်းထပ်ပေးစရာမလိုပါဘူး။ရေခဲတက်တာလည်းရှိပါမယ်။ပြီးတော့အဆောင်မှုလည်းရှိတယ်။ AC နဲ့တိုင်ပြီးတယ်။ Public area တွေကိုလည်းတန်ရှင်းလုပ်ပေးပါရစေ။စပွားတော့တပေါင်းပေးရပါမယ်။မနေဖြစ်တော့ဘူးဆိုရင်တော့နှစ်ပတ်ကြိုပြောရင်ရပါတယ်။ ့အဆောင်ကကြတော့ဒီအခန်းလေးဖွဲ့တာနည်းနည်းတော့များပေမဲ့အဆောင်ကတော့ကျယ်ပေါ့နော်။ရှောင်းလန်းကလည်းမကျင်းတာမို့လို့အသက်ရှူတော့ချပါတယ်။စိတ်ကန်းသာလန်38လန်ပန်းဆိုးရန်တို့နဲ့နီးနီးနားနေခြင်းနဲ့မင်းကလေးအတွက်ဆိုလို့ရှင်တော့အဆင်ပြေမှာပါ။နောက်အဆောင်တစ်ခုကတော့တယောက်ခန်းကိုတသိန်း2000လောက်နဲ့နေခြင်းသူတွေအတွက်ပါ။အဆောင်ရဲ့နေရာကတော့ရန်ကုန်မြို့ရဲ့အချက်ကြာကြလာတဲ့လှဲတန်းဇေယျသီရိလမ်းမှာရှိပါတယ်။တယောက်ခန်းကိုတသိန်း2000တသိန်း3000ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ဗဒင်မောက်ပါတာမပါတာပဲကွာပါမယ်။အခန်းတိုင်းမှာပန်ကာ၊ဂဒင်ရဲ့စာကြည့်စပွဲအသေးလေးတစ်လုံးပါပါတယ်။ နှစ်ယောက်ခန်းတွေကတော့9000 9000ခွဲတသိန်းဆိုပြီးတော့၃မျိုးရှိပါတယ် Wi-Fi ကတော့ free ပါရေတန့်ကလည်း free ဖြစ်ပြီးတော့ရေခဲတက်တာရဲ့ပကံစင်နဲ့ထားပေးထားပါတယ်ရေဖို့မိဖို့လည်းအပီးစီဖြစ်ပါတယ်စပွားကတော့3000ပါမနေဖြစ်တော့ဘူးဆိုလို့ရှင်တော့15ရက်ကြိုပြီးတော့ပြောရပါမယ် အဲ့အဆောင်သွားရတဲ့တုန်းကတော့အခန်းလေးတွေကတော့မဆိုးဘူးနှစ်ယောက်ခန်းလေးဆိုလို့ရှိရင်လည်းအတော်အသင့်နဲ့ကျဲတယ်တက်တက်ရရလည်းရှိတယ်ဒါပေမဲ့အခန်းဖွဲ့ထားတာလေးတွေကတော့နည်းနည်းလေးများတယ်လို့ခံစားရတယ်အရှိန်မှာပြောခဲ့သလိုပဲအဆောင်ရဲ့တင်နေရလှဲရမှာရှိတာဆိုတော့အထွေထွေတော့ပြောနေကြမှာမလို့တော့ဘူးလှဲတဲ့တော့စိုင်းငီတို့နဲ့နင်းနေနာနေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ် ။နောက်ဆုံးအဆောင်တစ်ခုကတော့ကုံတယ်လမ်းမပေါ်ဘိုးကလေးစေးကားမတိုင်ရှိမှရှိတဲ့မိန်းကလေးအဆောင်ပဲဖြစ်ပါတယ်။တယောက်ခန်းကိုတသိန်းနှစ်တောင်းတသိန်းဝဲဆိုပြီးနှမျိုးရှိတဲ့အခန်းအချင်းချေကွာပါမယ်။အဆောင်မှာတစ်ခုထူခြားချက်ကအဆောင်မှာဓလေ့ကားရှိပါတယ်။အခန်းတိုင်းမှာကဒင်ပါပါတယ်။ Wi-Fi လည်း free ပါ။မီးပြန့်လည်းရှောင်းလမ်းမှာမီးလုံးလေးတွေထုံးပေးထားပါတယ်။ရေပုံးမီးပွားလည်းထပ်ပေးစရာမလိုပါဘူး။ဇက်ဘွားတော့နှစ်တောင်းပါ။မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့တပတ်ကြိုပြောပေးရပါမယ်။ ဆောင်သွားရတဲ့တော့ကြတော့အဆောင်ကကြတော့အခုမှတိုက်ခန်းအသစ်ဆက်ဆက်ပဲရှိသေးရပေါ့နော်အဲဒါကြောင့်မလို့အဆောင်မှာရှိတဲ့ဒီရေချိုးခန်းတွေ toilet တွေဆိုလို့ရှိရင်လည်းအားလုံးကအသစ်ဆက်ဆက်အတန့်နေကြီးပဲဖြစ်ပါတယ်ဒါပေမဲ့အခန်းဖွဲ့ထားတော့နည်းနည်းလေးများတယ်ပေါ့နော်ဒါပေမဲ့ဓာတ်လေကရှိတဲ့အခါကြတော့အဆောင်ကိုတကူတကလှေကားနဲ့တက်နေစရာတော့မလိုတော့ပါဘူးပြီးတော့ဘိုးကလေးစိဘိုးတထောင်လုံးနဲ့နေနနာနေခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီဆောင်ကအရင်မဲ့အဆင်ပြေမှာပါ အခုဝင်းဝါပြပြပေးခဲ့တဲ့အဆောင်တွေမှာနေဖို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီအဆောင်ရဲ့ဗီဒီယိုတွေကို comment မှာ link ချပေးထားပါမယ်ဆက်သွယ်ရမယ့် phone number လေးတော့အဲ့ဒီဗီဒီယိုလေးရဲ့ထဲမှာတွားပြီးတော့ကြည့်ပေးပါရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများပဲတင်ပါတယ်